ကချင်ပြည်နယ်မြစ်တနာမြို့တက္ကုံရွက်ကွက်မှာယမနီအော်တိုဘာလ31ရက်နေ့နေ့လယ်12နာရီခွဲအချိန်ခန်းကလူအများသွားလာတဲ့ရှီလာမာဂျီယန်ဤအုပ်စုဖွဲ့ကဖုန်းနဲ့ဆိုင်ကလူရက်သွားတယ်လို့ဒေသခံများထံမှသိရပါတယ်လူတော်လူလာများတဲ့ရှီလာမာဂျီယန်ဤလမ်းကြောင်းတစ်ခုမှာဆိုင်ကယ်မောင်းနေလာတဲ့အမျိုးသားတဦးအောင်အတင်းဆောင်ဆိုင်နေတဲ့လူငယ်လေးဦးမှသာစီကောင် ဖုန်းနဲ့ဆိုင်ကယ်ကိုလူရက်သွားခဲ့တယ်လို့အနီးနားရှိဒေသခံတဦးကဆိုပါတယ် လူရက်ခံရတဲ့သူကတယောက်တည်းဆိုင်ကယ်နဲ့လမ်းကြားကနေထွက်လာတော့ရွှေလမ်းမကြီးပေါ်မြောက်ခင်လေးမှာပဲလူလေးဦးကဒုံနဲ့ရိုက်လူသွားတော့ဖုန်းနဲ့ဆိုင်ကယ်ပါသွားတယ်လူခံရတဲ့သူကတော့မျက်ခုံးနဲ့ကောင်းအနောက်ဖက်တွေမှာဒဏ်ရာတွေရသွားတယ်လို့သူကပြောပါတယ်အဆိုပါလူရက်ခံရသူဤဘဲဘဲမြက်ခုံးမှာရိုက်နှက်မှုကြောင့်ပောက်ပြဲဒဏ်ရာတစ်ချမ်းနဲ့ဥကောင်အနောက်ဘက်ပောက်ပြဲဒဏ်ရာများရရှိကလူမှုကူညီရေးအသင်းပေါင်းပြည်သူစေယုံကြီးတို့ပို့ဆောင်ထားတယ်လို့သိရပါတယ်။ မြစ်တနာမျိုးမှာအုပ်စုဖွဲ့ကဓမြတိုက်လူရဲမှုများကြောင့်ရက်ွက်နေပြည်သူများအနေဖြင့်စိတ်မလုံခြုံမှုများဖြစ်ပေါ်နေပြီးတာဝန်ရှိသူများအနေဖြင့်လည်းလုံခြုံရေးတင်းကျပ်စွာဆောင်ရွက်ပေးစေလိုတယ်လို့တပ်ကုံရက်ွက်နေတရော့ခန့်တူကပြောပါတယ်။ တိုက်ပွဲတန်းနေကြောင့်ပြည်သူတွေကစိုးရိမ်နေရတဲ့အပြင်အခုလိုတကိုးတမျှတွေကြောင့်ပိုပြီးစိုးရိမ်နေရတယ်။အခုဆိုရင်ညာဘက်တွေမှာအဖြစ်များတဲ့လူရဲမှုတွေကနေခင်းကြောင်တောင်မှာကိုဖြစ်လာပြီးဒီတော့ပြည်သူတွေအတွက်စိတ်လုံခြုံမှုဆိုတာမရှိတော့ဘူး။တာဝန်ရှိသူတွေအနေနဲ့လည်းလုံခြုံရေးကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်ပေးစီလိုတယ်လို့သူကပြောပါတယ်။ အလာဒူအော်တိုဘာလ18ရက်နေ့ကလည်းမြစ်တနာမျိုးမြို့တကြီးရပ်ကွက်ရှိဈေးဆိုင်တစ်ခုကအမိမတိလူသုံးဦးမှ ကော်တနက်ဖြင့်ဝင်ရောက်တများတိုက်ကောင်ငွေသား10သိန်းကျပ်ယူဆောင်သွားတယ်လို့လည်းသိရပါဗျ။